ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါလေဗျမနက်ကတော့1နှစ်ဆိုတော့ကျွန်တော်ပေးထားတဲ့ဟူးမကျော်ခွေကတော့ထွက်သွားပြီပေါ့နော်ပထမဆုံးတစ်ခွေကတော့ထွက်သွားပြီကျွန်တော်တို့နှစ်ခွေတော့ကျန်သေးတယ်ပေါ့နော် ူးမကြော်ဆိုတကယ်ဟူးမကြော်ပဲဗျာနော်စောစီးစီးတခွေတော့အောက်သွားပြီနှစ်ခွေတော့ကျန်သေးတယ်ဗောနော်နှစ်ခွေဒီလဲကျန်တဲ့နှစ်ခွေဒီလဲကျွန်တော်ကတော့ဟူးမကြော်ပဲဗောနော်ဒါကြောင့်မို့ကိုမတို့ကໃຈနေတက်ရင်တော့အသုံးဗျာအခွေကိုပဲကျွန်တော်ကတော့ကုစားပေးပြီးကစားစီချင်တယ်ဗောနော်ဗရိတ်အနေနဲ့လဲကျွန်တော်ပြောခဲ့ပါတယ်ဗျာဗရိတ်အနေနဲ့ကျွန်တော်ရှင်းငါးဗရိတ်ဗောနော်ရှင်းငါးဗရိတ်မှာကျွန်တော်ကရှစ်ဗရိတ်ကိုတော့ໃຈတယ် ၈ပလိတ်ကြိုက်ပြီမဲ့တကယ်လို့၅ပလိတ်ကအရင်ထွက်ရင်ကျွန်တော်က၃ရှစ်ပလိတ်ကိုလိုက်ခိုင်းနေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီလဲ၃ရှစ်ပလိတ်ဒီဒီဘက်မှာရှိတာဆိုတာလဲကျွန်တော်သိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်က၃ရှစ်ပလိတ်ကိုလိုက်ခိုင်းတာပေါ့၅ပလိတ်ထွက်ခိုင်းပြောတာပေါ့နော်ဒါပေမဲ့ကျွန်တော်က၃ရှစ်ပလိတ်ကအရင်ထွက်သွားတော့လဲကျွန်တော်တို့မတက်နိုင်ဘူးပေါ့ဗျာနော် နက်ကဆိုလဲကျွန်တော်နှစ်ခွန်ချင်းနေပေါ့နော်နှစ်ခွန်ချင်းကိုတော့ပို့ပြီးတော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်လဲအပြိဘောက်ကလည်းလွဲတယ်ပေါ့နော်ဗရိတ်ကလည်းမမှန်တော့ကျွန်တော်တို့ပောက်ကင်းနှံဖြစ်မတော်ဘူးပြမနက်ကနေလိုက်ကတော့ဒီလိုနှစ်ကြိုက်တယ်သူဆိုရင်ကျွန်တော်တို့အခွေအနေနဲ့သုံးမယ်ဆိုရင်ကျွန်တော်တင်းနဲ့သုံးလေးအခွေပဲသုံးရမှာပေါ့နော်တကယ်လို့ဒီညနေမှာလဲကျွန်တော်တို့အကိုမတို့ကဥပမာပြောရရင်ကိုးကြိုက်တယ်ဆိုရင်၈၉၃ညတဲ့အခွေပေါ့နော်ဘာလို့ကျွန်တော်ဒီလိုပြောချင်းဖြစ်လဲဆိုတော့ကျွန်တော်တို့အခွေဒီ ဟူးမကျော်ဖြစ်တဲ့အခွေပေါ့နော်ဒါကြောင့်မို့တကယ်လို့မှအကိုမတော့ဒီရက်ထဲမှာကိုးကြိုက်တယ်ဆိုရင်၈၉၃၁အခွေထိုးမယ်ဗျတကယ်လို့တိတ်တို့ဘာလို့ကြိုက်တယ်ဆိုရင်လည်းကျွန်တော်ကြံနေတာတော့၁၆၈၃အခွေပေါ့နော်အဲ့လိုမဲ့ဒါလေးလည်းနားလည်မယ်ထင်ပါတယ်ဗျတချို့ကလည်းပြောမယ်ပေါ့နော်မင်းအခွေတွေကလည်းများလိုက်တာနဲ့ထင်ရင်လည်းထင်နေမယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်တို့အခွေဒီမူရကျွန်တော်ကတော့ပေးထားခြင်းဖြစ်တယ်ပေါ့နော်ဒီအခွေဒီ၃ရက်အတွင်းမှာထွက်မယ်ဆိုတော့အခွေဒီဖြစ်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ပေးထားခြင်းဖြစ်တယ်ဗျကျွန်တော်တို့ကစောင့်ပြီးတော့ပေးလို့မရဘူးပေါ့နော်ဒီအခွေကိုပဲဦးစားပေးပြီးပေးလိုက်လို့ရှိရင်ကျန်တဲ့အခွေဒီကအရင်ထွက်လာရင်လည်းကိုမတို့လည်းမရမှလည်းကျွန်တော်ကစိုးရိမ်တာပေါ့နော်ဒါကြောင့်မို့တချို့ကျွန်တော်တို့ဘယ်လိုပြောမလဲဗျာနော်တယောက်နဲ့တယောက်ဒီအကြက်ချင်းတူမှာမဟုတ်ဘူးပေါ့ဒါကြောင့်မို့ကျွန်တော်ကတွေးတဲ့အခွေတိုင်းကို၃ခုလုံးကိုကျွန်တော်တင်းပေးထားခြင်းဖြစ်တယ်ပေါ့နော် โอเคပြအားလုံးပဲမင်္ဂလာပါဗျာဒါဆိုရင်တော့ကျွန်တော်ကျွန်တော် website လေးပေါ့နော်ခုမှတော့ညနေမှာလဲကျိုင်းနေတက်ရင်တော့အသုံးပေါ့ဗျာကျွန်တော်ကတော့အပြီးပေါက်လေးကိုအရင်ဆုံးတွက်ပြပေးမယ်ပြီးကြရင်တော့ဘယ်ဝမ်းကျိုင်းဒီပူပြအကောင့်လဲဆိုတာပေါ့နော်ကျွန်တော်ရဲ့ website ကြီးကတော့ကျွန်တော်တွက်ပြပေးမယ်ဗျာ တော့ဒီမှာဆိုရင်၈ရဲ့၈ကပေါင်းခြင်းဒီ6 6နဲ့ဒီက3နဲ့ပေါင်းတော့9 9ရဲ့နှစ်ခတ်ဒီ6 9 6ဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီ9 6အချိန်မှာကျွန်တော်တို့9နှစ်ထွက်တော့9ထီတယ်ဗျဒါဆိုရင်နောက်တစ်ပင်ရလဲ4ရဲ့1ကပေါင်းခြင်းဒီ9 9နဲ့ဒီက4နဲ့ပေါင်းတော့9လေးတလေးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့နှစ်ခတ်ဒီ6 6ဒီလဲကျွန်တော်ဒီမှာအချိန်ပြ တော့ဒီ9 6အချိန်မှာလဲ3 9ထွက်တော့9ထီတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပင်တီလဲ3ရဲ့9ရဲ့ပေါင်းချင်းတီ2 2နဲ့တီရဲ့2နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းတီ4ဖြစ်လို့4ရဲ့နှစ်ခက်တီ2 4နှစ်တီလဲကျွန်တော်ဒီမှာအချိန်ပြတော့ဒီ4နှစ်အချိန်မှာလဲ2 8ဆိုတော့2ထီတယ်ဗျဒါဆိုကျွန်တော်ဒီနေ့ညနေမှာ ီဝမ်ကျင်းလန်းဆက်ပေးရင်၄ရက်၃ရက်ပေါင်းကျင်းဒီခွန်းခွန်းနဲ့ဒီရက်နှစ်နဲ့ပေါင်းတော့၉ဒီ၃လုံးပေါင်းကျင်းဒီ၉ဖြစ်လို့၉ရက်နှစ်ခတ်ဒီ၆၉၆တီလဲအချိန်မြတ်အဲ့လိုမဲ့ဒီဝမ်ကျင်းလေးအရင်နားလေးကြိုက်မယ်ထင်ပါလေဗျာနော်ကြောဒီမှာဒီ၈ရက်၈ရက်ဒီက၃ရက်၃လုံးပေါင်းကျင်းဒီ၉ဖြစ်လို့၉ရက်၂ခတ်၆၉၆အချိန်မှာ၉နှစ်ထွက်တော့၉ထီတယ် ်နောက်တစ်ပင်ဒီလဲ၄ရဲ့၁ကပေါင်းချင်းဒီ9 9နဲ့ဒီရဲ့၄နဲ့ပေါင်းတော့9 9ရဲ့နှစ်ခတ်ဒီ6 9 6ဒီလဲအချိန်ဒီ9 6အချိန်မှာလဲ3 9ထွက်တော့9ထီတယ်ဗျဒါဆိုရင်နောက်တစ်ပင်က3ရဲ့9ရဲ့ပေါင်းချင်းတီ2နဲ့ဒီရဲ့2နဲ့ပေါင်းတော့4 4ရဲ့နှစ်ခတ်တီ2 4နှစ်တီလဲကျော်ဒီမှာအချိန်ပေါ့နော်ဒီ4နှစ်အချိန်မှာလဲ2ရှစ်ဆိုတော့2ထီတယ်ဗျဒါဆိုရင်ဒီနေ့မှာ ၄ရက်၃ရက်ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရက်နှစ်နဲ့ပေါင်းတော့၉၉ရက်နှစ်ခက်ဒီ၆၉၆ဒီအချိန်ပြဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်လေးပေါ့နော်အလုံးမဲ့ဒါလေးလည်းနားလေကြမယ်ထင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်းဒီ2ရက်4ရက်ပေါင်းကျင်းဒီ6 6နဲ့ဒီရ6နဲ့ပေါင်းတော့2 2 4 6ပေါင်းကျင်းဒီ2ဖြစ်လို့ နှစ်ရပါဝတီခွန်းနှစ်ခွန်းဒီကျော်ဒီမှာအချိန်ပြဒီနှစ်ခွန်းအချိန်မှာလဲ6နှစ်ထွက်တော့နှစ်ထီတယ်ဒီမှာဒီ1ချိန်ဒီကျော်တော့6 6အချိန်နှစ်ခွန်းအချိန်ပေါ့နော်အပြည့်ပေါက်ပဲဗျဒီက6ဒီက2နဲ့6နှစ်ဆိုပြီးတော့ထွက်တယ်ဒါဆိုရင်နောက်တစ်ပင်ဒီလဲ3ညရဲ့3ရဲ့ပေါင်းချင်းဒီ3 3နဲ့ကျော်ဒီက3ညနဲ့ပေါင်းတော့လဲ3ပဲဗျ3ည3 3ညပေါင်းချင်းဒီ3ဖြစ်လို့3ပါဝတီ8 3 8ဒီကျော်ဒီမှာအချိန်ပြ ီ3ရှစ်အချိန်မှာလည်း3 6ထွက်တော့3ထီတယ်ဒီမှာဒီလဲ1ကျင်းဒီကျွန်တော်တို့6 6အချိန်3ရှစ်အချိန်ပေါ့နော်ဒီမှာလဲတွဲရင်ကျွန်တော်တို့ဒီရ3ဒီရ6နဲ့3 6ဆိုပြီးတော့ထွက်တယ်ဗျအားလုံးပဲမနက်ကတော့တင်းနေမပေါက်ကြောက်လည်းမသိဗျနော်စော်စီးစီးဆိုတော့လဲချိုးကြလည်းမထိုးကြောက်ဘူးပေါ့နော်ဟုတ်ကဲ့ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီလဲခွင်းရ4ရပေါင်းချင်းဒီ1နဲ့ဒီရ2နဲ့ပေါင်းတော့3 ဒီ၃လုံးပေါင်းချင်းဒီ၃ဖြစ်လို့၃ပါဝါတီရှိ၃ရှစ်ဒီလဲကျွန်တော်ဒီမှာအချိန်ပြဒီ၃ရှစ်အချိန်မှာလဲကျွန်တော်တို့2ရှစ်ထွက်တော့8ထီတယ်ဗောနော်ဒီမှာဒီလဲ1ချင်းဒီ6နှစ်အချိန်3ရှစ်အချိန်တွဲရင်ဒီရ2ဒီရ8နဲ့2ရှစ်ဆိုပြီးတော့ထွက်တယ်ဗျအဲဒီတော့ဒီမှာဒီနေ့အတွက်က၃ညရဲ့2ရဲ့ပေါင်းချင်းတီ2နဲ့ဒီက6နဲ့ပေါင်းတော့1ဒီ၃လုံးပေါင်းချင်းတီ1ဖြစ်လို့ တရဲ့ပါဝါတီ6 16ဒီကျော်ဒီမှာအချိန်မြအလိုမနားလည်းမလို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ2 4 6ပုံချင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါခွန်းနှစ်ခွန်းအချိန်မှာ9နှစ်ဆိုတော့နှစ်ထီတယ်နောက်တစ်ပင်ဒီလည်း3ညရဲ့3ရဲ့ဒီက3ညရဲ့3လုံးပုံချင်းဒီ3 3ပါဝါရှစ်3ရှစ်အချိန်မှာ3 9ထွက်တော့3ထီတယ်နောက်တစ်ပင်ဒီခွန်းရဲ့4ရဲ့ပုံချင်းဒီ တဲ့တဲ့နဲ့နှစ်နဲ့ပေါင်းတော့3 3ပါဝါတီရှိ3ရှိအချိန်မှာလဲနှစ်ရှိထွက်တော့ရှစ်ထီတယ်ဗျဒါကြောင့်မို့ဒီနေ့အတွက်ဝန်ချင်းဒီ၃ညရဲ့နှစ်ရဲ့၉ရဲ့၃လုံးပေါင်းချင်းဒီတဲ့တပါဝါတီ6တဲ့6ဒီအချိန်ဗျဒီမှာကျတော်တို့အပေါ်ပြန်မှာဆိုရင်၉6အချိန်2ခွန်အချိန်မှာဒီရ၉ဒီရနှစ်နဲ့၉နှစ်ဆိုပြီးတော့အပြီးပေါက်ထွက်တယ်ဒီမှာလဲ၉6အချိန်3ရှိအချိန်မှာဒီရ၃ဒီရ၉နဲ့၃၉ဆိုပြီးတော့အပြီးပေါက်ထွက်တယ်ဗျ ဒီမှာလဲကျွန်တော်တို့၄နှစ်အချိန်၃ရှစ်အချိန်မှာလဲဒီရက်နှစ်ဒီရက်ရှစ်နဲ့နှစ်ရှစ်ဆိုပြီးတော့အပြည့်ပေါက်ထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီညနေမှာဒီ၉၆အချိန်ဒီ၁၆အချိန်နဲ့တွဲညင်အပြည့်ပေါက်ဖြစ်တယ်ပေါ့နော်တွဲရင်၉၁၉၆၆၁၆ဘူးဆိုပြီးတော့ကဏ္ဍ၄ခွေရမယ်ဗျအဲ့လိုမဲ့ဒါလေးလည်းနားလည်ကြမယ်ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ဖြစ်နိုင်မဲ့ဝန်ချင်းလေးတွေကိုတွက်ပြပေးအောင်မယ်ဗျ ို့တောင်းထက်ဝမ်းကျင်းဒီဒီမှာကျွန်တော်တို့နှစ်ရရှေ့ရဒီရနှစ်ကသုံးလုံးပေါင်းချင်းဒီနှစ်နှစ်ရပါဝါဒီခွန်းနှစ်ခွန်းဒီလဲကျွန်တော်ဒီမှာအချိန်ပြကျွန်တော်တို့ကဒီဒီသုံးလုံးပေါင်းချင်းပေါ့နော်ဒီသုံးလုံးပေါင်းချင်းဝမ်းကျင်းယူမယ်ဆိုလဲနှစ်ခွန်းအချိန်ဆိုတော့ဒီမှာ6နှစ်ထွက်တော့နှစ်ထီရပြဒါဆိုရင်ကျွန်တော်နောက်တစ်ပြန်ဒီလဲ6 9ရက်4ရက်ပေါင်းချင်းတည်3 3နဲ့ကျွန်တော်ဒီက3ညနဲ့ပေါင်းတော့လဲ3ပဲဗျ9လေး3ည3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါတီ8 3ရှစ်ဒီကျော်ဒီမှာအချိန်ဗျတော့ဒီ3ရှစ်အချိန်လို့ယူမယ်ဆိုလဲဒီမှာ3ကိုထွက်တော့3ထီတယ်ဗျဒါဆိုရင်ကျတော့နောက်တစ်ပြင်ဒီလဲ2ရဲ့3ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီက9နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရဲ့ပါဝါတီ9 2 9ဒီကျော်ဒီမှာအချိန်ပေါ့နော် ဒီနှစ်ခွန်အချိန်မှာလဲကျွန်တော်တို့နှစ်ရှစ်ထွက်တော့နှစ်ထီတယ်ဗျဒါဆိုကြဒီနေ့မှာပန်းချင်းဒီ3ညရဲ့4ရဲ့ပေါင်းချင်းဒီ4 4နဲ့ကျွန်တော်ဒီက3ညနဲ့ပေါင်းတော့လေ4ပဲဗျ3ညလေး3ညပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့ပါဝါဒီ9 4 9ဒီကျွန်တော်ဒီမှာအချိန်ပေါ့နော်အားလုံးပဲနားလည်မယ်ထင်တယ်ဗျကျွန်တော်ဒီမှာဒီ9 6အချိန်နှစ်ခွန်အချိန်နှစ်ခွန်အချိန်ဆိုတော့ကျွန်တော်ဒီမှာနှစ်ခွန်အချိန်ဒီပို့ပြီးအကောင်းနေပေါ့နော် ဒီနှစ်ခွန်အချင်းကိုကျန်တဲ့6နဲ့တွဲရင်လည်း6နှစ်ဆိုပြီးပါမယ်ဒီမှာလဲကျွန်တော်တို့6အချင်း38အချင်း38အချင်းဆိုတော့တူညီတာဒီ38အချင်းဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့38အချင်းဒီပိုးရအကောင်းနဲ့ဒီ38အချင်းပေါ်မှာဒီဘက်က6နဲ့တွဲရင်လည်းကျွန်တော်တို့39ဆိုပြီးပါမယ်ဗျဒီမှာလဲကျွန်တော်တို့6နှစ်အချင်း38အချင်းနှစ်ခွန်အချင်းဆိုတော့ ဒီမှာဒီလဲကျွန်တော်တူညီတာဒီနှစ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နှစ်ပိုင်းဒီအားကောင်းတာတွေ့ရတယ်နှစ်ပိုင်းနဲ့ဒီ3ရှစ်နဲ့တွဲရင်2 3 8ဆိုပြီးကနန်းနှစ်ကွက်မှာ2ရှစ်ထွက်တယ်ဗျဒါဆိုရင်ဒီနေ့မှာ6 6အချင်း1 6အချင်း4 6အချင်းဆိုတော့တူညီတာဒီကျွန်တော်တို့6လဲတွေ့ရတယ်ပေါ့နော်6ပိုင်းလဲယူလို့ရတယ်9ပိုင်းလဲယူလို့ရတယ်ဗျအားလုံးမဲ့ဒါလေးလဲနားလည်မဲ့ထင်တယ်ပေါ့နော်ကိုမတော်ကကြိုင်းနေတက်မှာလဲ3ဗျတူဒီမှာတော့အပိုင်ရလို့တော့မရှိဘူးပေါ့နော် ဒါဆိုရင်တော့နောက်ထပ်ဝမ်းကျင်လေးပေါ့နော်နောက်ထပ်ဝမ်းကျင်ဒီလေမန်နေလာဖြစ်တဲ့အတွက်ကျွန်တော်တွေ့ပြပေးအောင်မြေပြကျွန်တော်ဒီနေ့မှာတော့အခွေပဲပေးမှာပေါ့နော် ော်ဒီမှာဒီ9ရဲ့8ရဲ့ဒီအ3ညရဲ့၃လုံးပေါင်းချင်းဒီခွန်းခွန်းရဲ့ပါဝါဒီနှစ်ခွန်းနှစ်ဒီတော့ဒီမှာအချင်းပြတော့ဒီမှာ9ရက်8ရက်ဒီရက်3ညရက်3လုံးပေါင်းချင်းဒီခွန်ခွန်ရဲ့ပါဝါတီနဲ့ခွန်နဲ့အချိန်မှာလည်းကျွန်တော်တို့9နှစ်ဆိုတော့နှစ်ထီတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်တစ်ပြန်တီလဲနှစ်ရက်4ရက်ပေါင်းချင်းဒီ6 6ရက်ဒီရက်2နဲ့ပေါင်းတော့8 ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈၃ဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီ၈၃အချိန်ကိုယူမယ်ဆိုလဲဒီမှာ၃၉ဆိုတော့၃ထီတယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီပေါ့နော်နောက်တစ်ပင်ဒီလဲ၃ရဲ့၃ရဲ့ပေါင်းခြင်းဒီ၃၃နဲ့ဒီက၉နဲ့ပေါင်းတော့၂ဒီ၃လုံးပေါင်းခြင်းဒီ2ဖြစ်လို့2ရဲ့ပါဝါဒီခွန်း2ခွန်းဒီလဲကျွန်တော်ဒီမှာအချိန်ဒီ2ခွန်းအချိန်မှာလဲ2ရှစ်ဆိုတော့2ထီတယ်ဗျ။ ဒါဆိုရင်ဒီနေ့မှာအသားကြီးတဲ့မင်္ဂလာနေ့လေးကင်းမကြီးလေးဟုတ်ကဲ့ပါဗျာမင်္ဂလာနေ့လေးကင်းလေးဖြစ်ပါသေးဗျာအလုံးမန်းကျော်ဒါဆိုရင်ကျော်ဒီနေ့မှာဒီခွင်းရဲ့လေးရဲ့ပေါင်းချင်းဒီတင်းနဲ့ဒီရဲ့ရှင်းနဲ့ပေါင်းတော့ကိုကျော်ဒီသုံးလုံးပေါင်းချင်းဒီကိုဖြစ်လို့ကိုရဲ့ပါဝါတီလေးကိုလေးဒီလေကျော်ဒီမှာအချင်းပေါ့နော်ကျော်ဒီမှာဒီဘာကိုဦးစားပေးပြီးတော့ပြောခြင်းလဲဆိုတော့ကျော်ဒီမှာပေါ့နော်ဒီမှာဒီကျော်တို့6 6အချင်း2ခွန်းအချင်းခွန်းနဲ့အချင်းဆိုတော့ ဒီမှာဒီရောနှစ်ခွန်အချင်းဒီပိုးရအကောင်းတာတွေ့ရတယ်နှစ်ခွန်ကိုဒီဘက်က96နဲ့တွဲရင်ကျွန်တော်တို့9နှစ်ဆိုပြီးပါမယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့96အချင်း38အချင်း38အချင်း83အချင်းဆိုတော့ဒီမှာဒီလဲကျွန်တော်တို့38အချင်းဒီတူညီတာဖြစ်တဲ့အတွက်38အချင်းဒီပိုးရအကောင်းနဲ့ဒီ38ကိုမှဒီဘက်က96နဲ့တွဲရင်39ဆိုပြီးအပြီးပေါက်ပါမယ်ဗျဒီမှာလဲကျွန်တော်တို့၄နှစ်အချင်း၃ရှစ်အချင်း၂ခွန်အချင်း၂ခွန်အချင်းဆိုတော့ ကျွန်တော်ဒီမှာဒီရနှစ်ခွန့်အချင်းဒီပိုရအားကောင်းနေပေါ့နော်ဒီနှစ်ခွန့်အချင်းဟိုမှာ38နဲ့တွဲရင်လဲ28ဆိုပြီးပါမယ်ဗျာကျွန်တော်ဒီမှာဒီ96အချင်း16အချင်း49အချင်း64အချင်းဆိုတော့ကျွန်တော်တူညီတာဒီရောအားကောင်းဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့9ဒီတော့ပိုရအားကောင်းတဲ့ပုံစံတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့လဲကျွန်တော်ဒီနေရာမှာတော့အခွေပဲပေးမယ်ဗျာ1 1ပြီးတဲ့ကိုကိုကောင်းနေတယ်ဟုတ်ကဲ့ပါဗျာနော်ခင်ခင်ညာနေပေါ့ပြီးတဲ့ဟုတ်ကဲ့ပါဗျာ အားလုံးပဲပေါက်ပါသေးလို့လည်းကျွန်တော်လည်းဆူတောင်းပေးပါတယ်ဗျာကိုကိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကိုကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အကြိုက်ကိုတော့ကစားပါဗျာကျွန်တော်တော့ဒီမှာတော့ဒီပင်းဒီမှာဆိုရင်ကျွန်တော်တို့က962ခွင့်ဆိုတဲ့ကဏန်းလေးလုံးကိုခွေခိုင်းရင်ဒီမှာကျွန်တော်တို့62ဆိုပြီးပါမှာပေါ့နော်ဒီမှာလည်းကျွန်တော်တို့6638ဆိုတဲ့ကဏန်းလေးလုံးခွေရင်လည်းကျွန်တော်တို့39ဆိုပြီးတော့ပါမှာဗျာ

်ကိုမတို့အဆင်ပြေတယ်လို့တော့ကစားပါတော့ကျွန်တော်ရဲ့တွက်ဆိုင်ရတော့ကျွန်တော်ဒီမှာတော့6164ကိုကျွန်တော်တို့အခွေခိုင်းမယ်ပေါ့နော်ကျွန်တော်လည်းအပူလေးတွေပါထည့်ခိုင်းမယ်ပြဘာလို့လဲဆိုတော့လေးလုံးအခွေတီးတော့အပူပါထည့်ရမယ်ပေါ့နော်ဝမ်ကျင်းနေရတော့တွေ့ရတော့ရှိသေးတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်မပြတော့ဘူးဗျအာယုံနေဟိုဖြစ်တော့မှဆိုးလို့ပေါ့နော်ဘုမတို့ကျွန်တော်ရဲ့အခွေတီတော့ကိုးနဲ့ပတ်သက်ရင်ပေါ့နော်8939တဲ့အခွေရှိတယ်ဗျဒါကလည်းကျွန်တော်တို့မူအရာပေးထားခြင်းဖြစ်တယ်ပေါ့နော် အကိုမတို့ကကြိုင်းနှစ်တက်ရင်တော့တုံးပြနေလိုက်ကတော့ကျွန်တော်တို့မနက်ကလည်းအတိုင်းပဲပေါ့နော်တို့နှစ်ခွန်အချင်းကိုတော့ကျွန်တော်လည်းကြိုက်တယ်ဒါကြောင့်မို့ပြီးခဲ့တဲ့မနေ့ရပေါ့နော်မနေ့ရကျွန်တော်အခွေ၃၃ခုတင်ပေးထားတာဖြစ်တဲ့အတွက်အမတယောက်ကတော့ပေါ့နော်အခွေတွေကများတယ်ဘယ်အခွေကိုဦးစားပေးပြီးကစားရမလဲသူကမသိဘူးပေါ့နော်မသိတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ကျွန်တော်ဒီအကျန်းတွေ့ထားတာပေါ့နော်မနေ့ရနှစ်ခွန်အချင်းဒီအားကောင်းတာတွေ့တာဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်ရဲ့အခွေထဲမှာဆိုနှစ်နဲ့ပတ်သက် နှင်းနဲ့ပတ်သက်တာဒီကျွန်တော်ဘာပါလဲဆိုတော့တင်းနဲ့တုံးလေးအခွေပဲပါမယ်ပေါ့နော်ဒါကြောင့်မို့မနေ့ကကျွန်တော်ကတင်းနဲ့တုံးလေးအခွေကိုဦးစားပေးပြီးကစားပါလို့ပဲပြောလိုက်ချင်းဖြစ်တယ်ဗျအဲ့ဒီမှာဆိုရင်တော့ပေါ့ရင်လည်းပေါ့မယ်ပေါ့နော်ပါလီမယ်လေးကိုလေးကိုတစ်ချောင်းနဲ့ကဲတဲ့တဲတူကချောင်းပူကြိုက်တယ်ဟုတ်ကဲ့ပါဗျမိုင်မူပိုင်းနဲ့တလေး68ကိုခွေမိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျခင်ငင်းနဲ့96တလေးခွေ ပူရင်အောင်မယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အားလုံးမဲ့အကြိုက်ကိုတော့သုံးပါဗျာကျွန်တော်ရဲ့တွက်ဆိုင်ကြီးကတော့ကျွန်တော်ကတော့ဒီလေးလုံးမဲ့ခွေခိုင်းလိုက်မယ်ပေါ့နော်အခွေကတော့ကျွန်တော်နှစ်ခွေကြံသေးတယ်ပေါ့နော်16 83အခွေရဲ့693တအခွေရဲ့တော့ကြံသေးတယ်ဗျာဒါကြီးရဲ့အခွေထိုးတဲ့ညီရဲ့1500တဲ့ဟုတ်ကဲ့ပါဗျာနော်ပေါက်လို့ဆိုရင်တော့ကျွန်တော်လဲဝမ်းတာပါတယ်ဗျာပရိတ်ကတော့ကျွန်တော်ရှင်းငါးပရိတ်ပေါ့နော်ရှင်းငါးပရိတ်မှာမှကျွန်တော်ကြိုက်တာဒီတော့ရှစ်ပရိတ်ဒီတော့ main လို့ကျွန်တော်ပြောထားပါတယ်ဗျာ ီရှင်းငါးပရိသေရမှာကျွန်တော်ငါးပရိအရင်ထွက်ရင်တော့38ပရိလဲပြီဆိုပြီးတော့ပြောထားတယ်ပေါ့နော်တူတာပြောလဲ1 2 3 4 5 900ပေါက်တယ်လေကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့4 6 7 9ပွဲသိန်းနဲ့ဟုတ်ကဲ့ပါဗျာနော်ဦးစိန်မင်းနဲ့ဒီကွက်ကောင်း4 6အားတဲ့ဟုတ်ကဲ့ပါဗျာပေါက်ကနေလေးဖြစ်ပါသေးဗျာနော်အဲဘိုင်းနဲ့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာအဲ့ဒီကျွန်တော်ဒီမှာတော့အခွေလေးပဲပေးလိုက်မယ်ပေါ့နော်အကူမလို့အကြိုက်ကိုတော့သုံးမြဒါကတော့ကျွန်တော်ရဲ့နေလိုက်ကဏ္ဍပေါ့နော်ကျွန်တော်ကတော့ နေလိုက်ကနန်းကိုတော့ကျွန်တော်မူရင်းနဲ့သွားမှာမဟုတ်ဘူးပေါ့နော်နေလိုက်ကနန်းကိုတော့ကျွန်တော်လက်တော့ဆိုင်နေပဲသွားမယ်ဗျတပတ်စာကနန်းကိုတော့ကျွန်တော်မူလေးနဲ့ပြေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာတော့6 6 1လေးကိုပဲခွေခိုင်းလိုက်ပါမယ်ဗျကျွန်တော်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ပရိတ်ဒီပေါ့နော်ပရိတ်ဒီကျွန်တော်တို့တောက်ကြနေရလို့ဘယ်လိုပဲပေါ့နော်တောက်ကြနေတော့ဆိုလဲကျွန်တော်တို့အလဲနှလုံးပေါင်းချင်းတော့ပရိတ်တော်ပေးလာခဲ့တယ်ပေါ့နော် ဒီပရိတ်လည်းဒီကျွန်တော်တို့နေကုန်ပရိတ်လို့ကျွန်တော်တောက်ကြံဒီမနက်ကတော့ပြောခဲ့တယ်ပေါ့နော်ဒီမှာဒီကျွန်တော်တို့ရှစ်ရှစ်ပေါင်းချင်းဒီ6ဖြစ်လို့ကျွန်တော်ဒီမှာဒီဒီရက်မှာ619ဒီပရိတ်ပေါ့နော်619ပရိတ်မှာမနက်ပိုင်းမှာ2လေးဆိုပြီး6ပရိတ်ထွက်တယ်ညနေပိုင်းမှာ1ပရိတ်ထွက်တယ်ဗျအဲဒါကြောင့်ဒီမှာအလဲနှလုံးပေါင်းချင်း41ပေါင်းချင်းဒီ9ဖြစ်လို့9ပါဝါ3ညာ9နှစ်ခတ်3 9 3ညာ3ဒီရက်မှာပရိတ်ပေါ့နော် နေကုန်ပရိတ်ပေါ့ဒီမှာတော့9 3 3ပရိတ်ကမနက်ပိုင်းမှာတော့ထိသွားတယ်ညနေမှာတော့မထိတော့ဘူးเนาะဒီမှာလဲ3 9ပေါင်းချင်းဒီနှစ်နှစ်ပါဝါဒီခွန်းနှစ်နှစ်ခက်ဒီလေးနှစ်ခွန်းလေးဒီဒီရက်မှာပရိတ်ပေါ့เนาะနှစ်ခွန်းလေးပရိတ်မှာကျွန်တော်တို့မနက်ပိုင်းမှာတော့ထိမသွားဘူးညနေမှာပဲ3 9ဆိုပြီးတော့နှစ်ပရိတ်ထွက်တယ်ဗျဒီမှာလဲကျွန်တော်တို့၄၃ပေါင်းချင်းဒီခွန်းခွန်းပါဝါဒီနှစ်ခွန်းနှက်ခတ်ဒီ၃ညပေါ့နော်ခွန်းနှစ်၃ညဒီကျွန်တော်ဒီရက်မှာနေကုန်ပရိတ်ပေါ့ အဲ့ဒီမှာတော့ကျွန်တော်တို့ဒီမှာခွင်းနဲ့တုံညာပရိတ်ကမနက်ပိုင်းမှာနှစ်ပရိတ်ထွက်တယ်ညနေမှာတုံညာပရိတ်ထွက်တယ်ပေါ့နော်ဒါကြောင့်ဒီမှာဒီအလဲပေါင်းခြင်းဒီ၄ဖြစ်လို့၄ပါဝါကို၄နှစ်ခက်နဲ့၄ကိုနှစ်ပရိတ်ကလည်းဆက်ပြေးသွားမလားပေါ့နော်ဒါမျိုးလေးလည်းရှိပါလေဗျာ အဲမူပိုင်းနဲ့ကျေးဇူးတင်ပါတယ်လေဟုတ်ပါရဲ့ဟုတ်ကဲ့ပါဗျာနော်ကိုမအုပ်လည်းအားလုံးပဲကံကောင်းပါစေလို့လည်းကျွန်တော်လည်းဆုတောင်းပေးပါတယ်ဗျစကိုင်းလိုင်းနဲ့ကျေးဇူးပါတယ်ဟုတ်ကဲ့ပါဗျာဒါဆိုရင်တော့ကျွန်တော်ကတော့ဒီနေ့မှာတော့နေတဲ့ခွေပြီးတော့6 6 7လေးခွေပြုပါဗျာနော်အကိုမတို့ကြိုက်ရင်တော့သုံးပါဗျာအားလုံးပဲကျွန်တော်လည်းကိုဒီမှာပဲရန်နာခွင့်ပြုပါကျွန်တော်တွက်ပြတဲ့ခဏန်းလေးဒီလည်းပေါက်ခဏန်းလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာကျွန်တော်ရဲ့ကိုမတွေကြိုက်တဲ့ခဏန်းဒီလည်း၄နာရီခွဲထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ထပ်မံပြီးတော့သူ့မှန်ကောင်တောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲ ကံကောင်းကြပါသည်ပိုင်းပိုင်းစီယူပါအလိုမှန်ဟုတ်ပါ